မလေးရှားနိုင်ငံထဲမှာကိုယ့်ရဲ့မိသားစုဝင်ညီကိုမောင်နှမဆွေမျိုးတာသမီးပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်းကိုနဲ့ပတ်သက်တဲ့သူတယောက်ယောက်တငယ်ချင်းညီကိုမောင်နှမမိတ်ဆွေပေါ့နော်တယောက်ယောက်ပေါ့ဖန်းခံရမယ်ဘလို့ဖန်းခံရမလဲအော်ပရာစီမိမယ်တခြားသောပြမှုတွေကျွလွန်မိတာရှိရင်ရှိမယ်ဒါမှမဟုတ်လို့ရှိရင်လည်းအောက်လန်းနေပြီးတော့တရားမဝင်လာလို့ပေါ့နော်အဖမ်းခံရတာတွေလည်းရှိမယ်အဲ့လိုမျိုးတွေအဖမ်းခံရတဲ့သတင်းတွေကြားမိပြီဆိုလို့ရှိရင် ဘလို့ကင်ွယ်ဖြစ်ရှင်းမလဲပေါ့ဒီလိုမျိုးသတင်းကြားပြီဆိုတာနဲ့မိသားစုဝင်တော်တော်များများကဗျာများတယ်တောကားတွေဖြစ်တယ်လွတ်တဲ့နီးကိုပဲသူတို့စဉ်းစားကြတာပေါ့နော်ချက်ချင်းကိုပဲဖြစ်နိုင်လွတ်ချင်ကြတယ်ပေါ့နော်အဲ့တော့ပထမတစ်ချက်ကဗျာမများနဲ့စိတ်အေးအရင်ထားမယ်နံမနှစ်အချက်ကဖမ်းသွားတဲ့နေရာကိုအရင်စုံစမ်းမယ်နော်မလေးရှားနိုင်ငံမှာပြည်နယ်တွေလည်းအများကြီးရှိပါတယ်အဲ့တော့ဘယ်ပြည်နယ်ဘယ်မြို့နယ်မှာဖမ်းသွားတယ် ဘယ်နေရာမှာအော်ပရာစီမိသွားတယ်ဘာဖြစ်မှုလဲဆိုတာအဲ့ဒါတွေကိုအရင်ဆုံးစုံစမ်းပါမယ်နော်စုံစမ်းလို့ပြီးလို့ရှိရင်ဒီလိုအမှုကချက်ချင်းနိုင်ရင်လိုက်လို့ရတဲ့အမှုလားစောင့်ရမယ်အမှုလားဆိုတာကို အရင်စဉ်းစားပါမယ်နော်ဖက်ခံရတဲ့ဒီအမှုပေါ်မှာမူတည်ပြီးတော့ပေါ့နော်တချို့အမှုတွေကရပ်ပိုင်းအတွင်းပေါ့နော်လိုက်လို့ရတာရှိသလိုတချို့အမှုတွေကလာနဲ့ချီပြီးတော့စောင့်ရတာတွေလည်းရှိပါတယ်နှိမ့်ချီစောင့်ရတဲ့အမှုတွေလည်းရှိပါတယ်ဥပမာ နဇက်အဝင်မှာဖမ်းခံရလို့ရှိရင်တရားမဝင်တယ်ဆောင်လာတဲ့ဒီပွဲစားကိုဖမ်းမိမယ်ဆိုလို့ရှိရင်လူရက်ကညံတယ်ပွဲစားကလွတ်သွားပြီဆိုလို့ရှိရင်သူတို့ကစုံစမ်းစစ်ဆေးနေတဲ့အချိန်မျိုးယူရတဲ့အတွက်ကြောင့်မလို့လွတ်ဖို့ရက်ကကြာတယ်ဥပမာ3လ6လတခါကြလို့ရှိရင်6လအထက်တည်းဖြစ်သွားနိုင်တယ်ပေါ့နော်အဲဒီမှာအခက်မသိလို့တချို့တွေမူရစေဝါတယ်လာတာရှိတယ် နောက်တစ်ခုကကြတော့ကိုကမူရင်စေဝါတယ်လို့တမန်မသိဘူး။ပွဲစားတော်လကောင်တခြားတရားယောက်ကဒါလေးတော့တည်ပေးပါဆိုပြီးတည်လာမိတဲ့ပစ္စည်းကမူရင်စေဝါဖြစ်လို့ရှိရင်လေပြမှုတွေကကြီးသွားတဲ့အတွက်ကြောင့်မလို့သူကထောင်ရစ်တွေကရှေ့သွားတယ်ပေါ့နော်။အဲ့တော့ဘယ်တော့လွတ်မယ်ဆိုတာကပြောဖို့ကခိန်းသွားတယ်။သူမျိုးအဖမ်းခံရပြီဆိုလို့ရှိရင်အာလိုက်ပေးတဲ့ဥပမာရှေ့နေရို့ပွဲစားလို့ဆိုတာရှိပါတယ်နော်။ တချို့လဲတိတိကျကျရေးရလိုက်ပေးရတယ်ရှိတယ်တချို့လဲမရေမရနဲ့တည်င်းကြတာနဲ့ဟာရတယ်ငါတို့လက်ရအောင်လုပ်ပေးမယ်ဆိုပြီးတော့ပတ်စံတောင်းတာကြီးလည်းရှိတယ်ဒီလိုမျိုးတိစရည်ဆိုလို့ရှိရင်ကိုကဘသူနဲ့လိုက်လို့လိုက်ရမှန်းမသိဘူးမြ мян လွတ်ချင်တာပဲသိရပေါ့နော်ဘယ်ရှိနေလဲလိုက်ရမှန်းလည်းမသိဘူးဘယ်ပွဲစားကိုယုံကြည်စိတ်ချရမှန်းလည်းမသိဘူး ဒီလိုမျိုးတွေရွေးချယ်ရတွေခက်တာတွေရှိပါတယ်အများကြီးပါပဲเนาะအဲ့တော့ဝင်ဆောင်မှုပေးတဲ့ပွဲစားတွေကလည်းသူတို့လုပ်ပေးမယ်ထုတ်လို့ရတယ်ဆိုပြီးတော့ကိုယ့်ကို offer လုပ်မယ်ကန့်လန့်မယ်ဟုတ်ပြီလားအဲ့ဆိုင်ကိုရီးယားလည်းပြားရာတွေခက်မယ်ဘာလို့လို့အမှန်မသိဘူးအဲ့တော့အရင်ဆုံးစဉ်းစားရမှာကဒီပွဲစားကမလေးစကားကိုကြွကြွညင်ညင်တက်လာဒီပွဲစားကမလေးရှားမှာတရဝင်နေတဲ့ပွဲစားလားเนาะပြီးတော့ကိုယ့်ကိုဒီလိုလွတ်အောင်လို့လုပ်ပေးမယ်လို့ပြောတဲ့ပွဲစားကအစိုးရပိုင်းနဲ့ပပောက်ရရောက်ရှိလား နော်မလေးစကားကိုလည်းကြွရွံ့ကျင်တက်မယ်နော်ကျွန်မအရှေ့ပိုင်းမှာပြောရပြီသူဟာတရေဝင်းမလေးရှားမှာနေတဲ့သူလည်းဖြစ်ရမယ်နောက်ပြီးကျတော့ဒီလိုမျိုးကိစ္စတွေကိုကင်တွယ်ဖြေရှင်းတဲ့သူလည်းဖြစ်ရမယ်နာမည်ပြည့်မရှိရဘူးပေါ့နော်ယုံကြည်ရတဲ့သူမျိုးလည်းဖြစ်ရမယ်ဒီလိုမျိုးလူကကိုယ့်အမှုကိုလိုက်ပေးမယ်ဆိုမှယုံကြည်စိတ်ချပြီးတော့ကိုကအာပေးစရာရှိတဲ့ငွေကြီးကိုလည်းပေးလို့ရမှာပါဒီလိုမျိုးအကြောင်းအရာတွေကိုအရင်ဦးဆုံးစုံစမ်းပါနော်အားလုံးက ယုံကြည်စိတ်ချရတယ်ဒါအစင်တန်းရှိရဲ့လူတယောက်ကလိုက်ပေးမယ်အစင်တန်းရှိရဲ့ဒီဝန်ဆောင်မှုပေးတဲ့ပွဲစားပေါ့နော်ဒါမှမဟုတ်လို့ရှိရင်ဝန်ဆောင်မှုပေးတဲ့ agent ပေါ့ထားလိုက်ပါတော့လိုက်ပေးမယ်ဆိုတာတေချာပြီးဆိုတော့မှကိုကငွေကြေးကိစ္စအပိုင်းမျိုးကိုစကားပြောရမယ်ညှိရမယ်ပေါ့နော်လွတ်နိုင်လားမလွတ်နိုင်လားဆိုတာလေအဲ့တော့ဒီမှာပြောချင်တာကလေမြန်မာပြည်ဘက်မှာရှိနေတဲ့မိဘဆွေမျိုးတွေကတချို့ဆိုရင်မလေးရှားလည်းရဖူးတာမဟုတ်ဘူးမလေးရှားနိုင်ငံရဲ့ဥပဒေအကြောင်းနဲ့သူတို့ဘာမှမသိဘူး သူတို့ရဲ့သားသမီးသူတို့ရဲ့ညီကိုညီကိုပေါင်းနှမပေါ့နော်ဖမ်းလို့ရှိရင်စိတ်ပူပြီးတော့ဗျာများတာပဲရှိကြတာပေါ့နော်အဝေးရဆိုတော့လာပြီးတော့လေကိုထီးလက်ရောက်လေဘယ်သူမှလည်းလာပြီးတော့ကယ်လို့ရတာလည်းမဟုတ်နော်ဂျားရဲကပြောသမျှစကားကိုပဲနားထောင်နေရတဲ့ဘဝတွေလေတချို့ကလည်းမသိကြတဲ့အခါမှာပွဲစားပြောသမျှပေါ့နော်ဂျားကဝန်ဆောင်မှုတွေပြောသမျှရဲ့စကားတွေကိုနားထောင်ပြီးတော့တချို့ကလည်းကဲမျက်စိစုံမိပြီးတော့ပတ်စံနေပြေးလိုက်တာလည်းရှိတော့တပူပေါ်နှစ်ပူဆင့်ပေါ့နော်ပလုံသွားကြတာကြီးလည်းအများကြီးပါပဲ။ ခြားသောပြစ်မှုပေါ့နော်ကျွလွန်နာရေးမဟုတ်ဖဲနဲ့ဒီလိုအော်ပရာစီမိတဲ့အမှုတွေဆိုလို့ရှိရင်ဒါမှမဟုတ်လို့ရှိရင်နေဆက်ကဖြတ်လာတဲ့အမှုတွေဆိုလို့ရှိရင်စုံစမ်းရမယ်ဆိုလို့ရှိရင်တကယ်တမ်းကျတော့လေအနေရာတွေလိပ်စာတွေပေါ့နော်ဒီ body number တွေတိလို့ရှိရင်စုံစမ်းရတာနည်းနည်းပိုလွှဲပါတယ်တို့အချက်အလက်ပြပြစုံစုံတွေကိုသိသွားပြီဆိုလို့ရှိရင်ဂျားကဝန်ဆောင်မှုပေးရလူတွေကမလုပ်ရမလဲဆိုလို့ရှိရင်အရင်စုံစမ်းရတော့မယ်လीနော်အရင်စုံစမ်းမယ်ဆိုလို့ရှိရင် ဘသူမှတော့လေအလကားတော့စုံစမ်းပေးကြမှာမဟုတ်ဘူးဘာလို့ဆိုတော့တချို့နေရာတွေကအဝေးကြီးနေမှာလေဥမာနေဆက်မှာဖမ်းမိရသူဆိုလို့ရှိရင်အဝေးကြီးကိုသွားစုံစမ်းရမှာလေနော်သွားပြီးတော့ရဲစခန်းမှာပေါ့သူဖမ်းခံရတဲ့ကန့်မှာပေါ့နော်သွားစုံစမ်းမယ်အာဒီလိုဒီလိုဒါတွေကအချိန်နေအမှုသွားအမှုလားဘလို့ရှိလဲအာချက်ချင်းလွတ်လွတ်ရမလားမရဘူးလားဆိုတာတွေပေါ့နော်လွတ်လွတ်ရမယ်ဆိုလို့ရှိရင် ဒီတစ်ဖက်မှာရှိတဲ့မိသားစုဝင်တွေကိုပြောမယ်လွန်လန်းတော့ရှိရဲ့ဒီရက်ပိုင်းအတွင်းမှာဘလောက်ကုန်ကြမယ်ဘလောက်ပေးရင်တော့ရမယ်ဒါတွေကငါတို့ကသက်ဆိုင်ရာကိုဘလို့ပေးရမှာငါတို့ရဲ့ဝန်ဆောင်မှုကတော့ဘလောက်ယူမယ်နင်တို့ကျေနပ်လားပေါ့နော်ဒါမျိုးလေးတွေနဲ့တွားရမှာပါအဲ့တော့တချို့တွေကတခါတည်းဖမ်းပြီဆိုတာနဲ့9000ပေး6000ပေး10000ပေးဆိုတာကြီးစတာလေနော်အဲ့လိုမျိုးပေးဆိုပြီးတော့ဒီအမှုကလိုက်လို့ရတဲ့အမှုလားမသိဘူး ရတာလားမသိဘဲနဲ့ပတ်စံတွေကိုအဲ့လိုမျိုးတစ်ဖက်သားစီကနင်းကန်ပြီးတော့တောင်းကြတာကြီးလေဒါတွေကမလုံတဲ့တဲ့အရာတွေပါဘယ်လုပ်ငန်းကိုပဲဖြစ်ဖြစ်ပေါ့နော်လုံးမယ်ဆိုလို့ရှိရင်နှစ်ဖက်သူ့လဲအနိုင်မယ်ကိုလဲအနိုင်မယ်ဝင်းဝင်းပေါ့နော်ဒါမျိုး system နဲ့သွားရမှာပါအဲ့တော့ကိုကြီးပဲရကျင်တယ်သူ့စီကတော့ဘာဖြစ်ဖြစ်ဆိုရဟာမျိုးလုပ်လို့ရှိရင်တော့အောင်မြင်မှုလဲရမှာမဟုတ်ဘူးရေရှည်မှလဲတည်တက်မှာမဟုတ်ဘူးနာမည်ပြည့်ကြီးနဲ့ပဲရာဇဝင်တွင်နေမှာပါနော် ။နောက်တစ်ခုကကြတော့ဒီလိုမျိုးအဖမ်းဆီးခံရတဲ့ထောင်ကျတယ်ဆိုတာကအပူသည်တွေပေါ့နော်။အပူသည်တွေစီကငွေကြီးဆိုတာလည်းမတရားစားလို့မကောင်းပါဘူး။အပူစားတွေလည်းဖြစ်ပါတယ်နော်။ထောင်ကျသွားတဲ့သူတွေကိုစုံစမ်းဖို့ကခဲရင်ပါတယ်။အဲ့တော့ထောင်ကလွတ်သွားပြီဆိုလို့ရှိရင်ကန်ထဲကိုပို့ပါတယ်။အဲ့တော့ကန့်နေရမလေးရှားမှာ16ခုလောက်ရှိပါတယ်။ဒီလိုအရှေ့ပိုင်းမှာ ငွေကြီးနဲ့လိုက်လို့ရတဲ့အရာတွေရှိသလိုလိုက်လို့မရတဲ့အရာတွေလည်းရှိပါတယ်။လိုက်လို့မရဘူးငွေကြီးလည်းမတက်နိုင်ဘူးဆိုလို့ရှိရင် မထူတော့ပါဘူးစိတ်ပူမနေပါနဲ့။ထောင်ထဲကိုရောက်သွားပါလိမ့်မယ်။ထောင်ထဲမှာပြည့်မှုသေးလို့ရှိရင်တော့၃လလောက်ပဲကြာပြီလို့ရှိရင်ကန်ထဲကိုပို့ပါရတယ်။ကန်ထဲကိုရောက်သွားပြီဆိုတာနဲ့တန်ယုံကနေပြီးတော့ဒီကန်၁၆ခုကိုတလှည့်စီသူတို့သွားပါတယ်။မိသားစုတွေနဲ့ဆက်သွယ်ဖို့အတွက်ဖုန်းပြောခွင့်ကိုပေးတယ်။ အချိန်တိုအတွင်းမှာပဲပြောရတဲ့အတွက်ကြောင့်မို့လို့အဲ့တော့ကိုကမိသားစုဝင်တွေကိုပြောတဲ့အခါမှာကိုရဲ့ body number เนาะကိုရဲ့ကန့်အမီကိုလက်ရှိရောင်းနေတဲ့ကန့်အမီပေါ့เนาะအဲ့ဒါတွေကိုကိုကအမြန် ပြောရပါမယ်မိသားစုဝင်တွေကလည်းတည်တည်ချာချာကိုမှတ်ထားပါမယ်အဲ့တော့အဲ့လိုမျိုးကန့်နေကိုရောက်သွားပြီးတန်ရုံကလည်းသွားတွေ့ပြီဆိုလို့ရှိရင်အချက်လက်တွေသူတို့အကုန်ရေးထားပါတယ်မိသားစုဝင်တွေကဘာလုပ်ရမလဲဆိုလို့ရှိရင် ပြန်လာဖို့အတွက်ပေါ့เนาะလင်းရင်လက်မှတ်ဖို့920သက်ဆိုင်ရာကိုလွှဲပေးရပါတယ် ကိုကသက်ဆိုင်ရာနဲ့အဆက်အသွယ်မရခဲ့ရင်တောင်မှခုနတော့ကဒီတိထားတဲ့ဒီ body number ပေါ့နော်ကဲအမည်ရေးတိလို့ရှိရင်တန်ရုံးမှာသွားပြီးတော့မေးမြန်းစုံစမ်းလို့ရပါတယ်သူတို့ဆက်လက်ပြီးတော့မြန်မာပြည်ရအောင်ပြန်ပြီးတော့ကူညီပြီးတော့ပို့ဆောင်ပေးရည်လည်းရှိပါတယ်နော်လင်းလက်မှတ်ဖို့ပေါ့နော်မိသားစုဝင်တွေကလွှဲတာနဲ့မြန်မာပြည်ကိုပြန်ပို့ဖို့စီစဉ်ပေးပါတယ်နော်အဲ့ဒါကြောင့်မို့လို့ရိုးရိုးပြမှုပေါ့နော်ဆိုလို့ရှိရင်တိတ်ပြီးတော့မစိုးရိမ်နဲ့မပူနဲ့အာကိုကဘူးမသိဘာမသိနဲ့အရှိမငွေတွေ လုံးကနေပေးရမယ့် အစာနော်ဒီလိုမျိုးအချိန်တခုကိုတော့စောင့်လိုက်ပါနော်အဲ့တော့မလေးရှားကိုတရားဝင်လမ်းရမယ်လာလားတရားမဝင်လမ်းရမယ်လာလားတချို့ကတရားဝင်လမ်းလာပြီးတော့ဒီမှာမပြန်မဲနဲ့အလုပ်လုပ်တဲ့သူတွေရှိရယ်နော်အဲ့တော့တရားမဝင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အော်ပရာစီမီလို့ရှိရင်ဖမ်းခံရတယ်ရှိရယ်တရားမဝင်လမ်းလာတဲ့သူတွေကလည်းအဲ့တိုင်းပဲအချိန်မရွေးအဖမ်းခံရတာပါနော်လာတဲ့လမ်းတောက်လျှောက်မှလေနော်ဘသူမှ အာခေါ်လာတဲ့ဒီဝန်ဆောင်မှုပေးတဲ့ဒီပွဲစားတွေကမဖမ်းမအောင်ဘူးဘူးမှလည်းအာမခံထားတာမရှိပါဘူးเนาะအဲ့ဒါကြောင့်မလို့ကိုယ့်ဘက်ကဘာတွေပြင်ဆင်ရမလဲဆိုလို့ရှိရင်ကိုယ့်မိသားစုဝင်တွေကိုဆက်သွယ်လို့ရတဲ့ဖုန်းနံပါတ်ကိုအတကုံအလုတ်ကိုချက်ထားပါအုံနောက်ထဲမှာတေချာကိုထည့်ထားပါအနည်းဆုံးတော့မိသားစုဝင်2ဦးလောက်ရဲ့ဖုန်းနံပါတ်ပေါ့เนาะ ဆက်သွယ်လို့လွယ်ရမယ့်ဖုန်းနံပါတ်မိသားစုဝင်ဒါမှမဟုတ်တငယ်ချင်းပေါ့နော်တေချာလေးမှတ်ထားပါကိုတော့ကိုကအခွင့်ရလို့ဖုန်းဆက်မယ်ဆိုလို့ရှိရင်ဒါတွေကဆက်သွယ်ရတာလွယ်ကူသွားပြီလေနော်အဲ့လိုမျိုးအခွင့်ရလို့ဆက်မယ်ဆိုလို့ရှိရင်ကိုရောက်နေတဲ့နေရာကိုအမှန်မှန်ကန်ကန်ပြောပါတချို့တွေက ဒီမလေးအတန်ထွက်တူမတိတဲ့ခါမှာစလုံးပေါင်းမှားတွေပေါ့အတန်ထွက်မှားရင်လည်းပြောလိုက်တယ်တဖက်မိသားစုကလည်းအတန်ထွက်မှားကြီးကိုမှတ်ထားတယ်တော်တော်လေးကိုစဉ်းစားရခက်ပါတယ်ရှားရတာတချို့နေရာဆိုလို့ရှိရင်ဘယ်နေရာမှန်းတော့မသိဘူးဘာလို့ဆိုတော့မှတ်ထားတဲ့အတန်ထွက်တွေကလည်းမှားနေရတဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲ့ဒါမျိုးလေးရှိပါတယ်ကိုယ့်ရဲ့မှတ်ပုံတွေငူရင်းနော် မလေးရှားကိုတရားမဝင်တဲ့နေမယ်ဆိုလို့ရှိရင်မှတ်ပုံကြီးမူရင်းရတော့လက်ထဲမှာကင်ထားဖို့လိုအပ်ပါတယ်တကယ်လို့ကိုကစီရင်လျှောက်ပြီးတော့ပြန်မယ်ဆိုလို့ရှိရင်လည်းမှတ်ပုံကြီးမူရင်းရှိမှသာလျှင်စီရင်ရတနေသေးရပြီးတော့ပြန်လို့ရမှာပါနော်အဲဒါကြောင့်မလို့ကိုရဲ့မှတ်ပုံကြီးမူရင်းကိုတေးချာချာတင်ထားပါမယ်မလေးရှားမှာတရားမဝင်လာတဲ့ခါမှာတရားမဝင်နေတဲ့ခါမှာပြင်ဆင်ထားတဲ့အချက်ကလေးတွေပါခုကျွန်မပြောသွားတဲ့အချက်လက်တွေကတော့ဒါအကြမ်းမြင့်ပေါ့နော်သိရအောင်လို့ပြောသွားတာပါ ဒီရဲ့လဲပို့ပြီးတော့အသေးစိတ်တွေအများကြီးရှိပါတယ်အရင်ကြီးလဲရှည်သွားမှာဆိုလိုပါအဲ့တော့ကျမရဲ့ပို့တိရဲ့သူတွေမြတ်ရှိလို့ရှိရင်လဲမတ်မှာအများတိအောင်လဲဝိုင်းပြီးတော့အကြံဉာဏ်လေးတွေပေးသွားနိုင်ပါတယ်ကျေးဇူးပေးရတဲ့လဲကျေးဇူးတင်ပါတယ်အားလုံးပဲအေဂျင့်တာယာစာနဲ့လောက်ကန်ဆက်တောင်းနိုင်ကြပါစေဆုတောင်းပေးပါတယ်နော်